အားလုံးမင်္ဂလာပါအောင်ရင်း channel မှာကြိုဆိုပါရစေကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့ဗီတာမင် K2 နဲ့သစ်နှလုံးနဲ့အရိုးတွေအတွက်အံ့ဖွယ်ကောင်းကျိုးများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဗီတာမင် K2 အကြောင်းပြောရင်လူများစုကရိုးတွေကိုတန်ပါစီပြီးအစ်စ်နဲ့တွေးလွတ်ကြောတွေကပျော့တစ်ရှူဖြစ်တဲ့ကယ်ဆီယမ်တွေကိုဖယ်ရှားပေးတယ်လို့ပဲသိကြတယ်ဗီတာမင် K2 ကဒီထဲပို့ပြီးအများကြီးလှုပ်ဆောင်ပေးနိုင်ပါတယ်အရိုးတွေရဲ့ကျန်းမာရေးကခုခံအားဆဲတွေထုတ်လို့ရမှာအရေးကြီးပါတယ် သွေးဖြူဥတွေဟာအယိုးရဲ့ရိုးရင်းခြေစီစီကစတင် ဖြစ်ပေါ်လာတာပါတဲ့ရိုးတွေဟာ endocrine hormone gland တွေဖြစ်လေလုံဆောင်ပြီးပါတယ်သူတို့ဟာ osteocalcin လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးကိုထုတ်လုပ်ပြီးပါတယ်ဗီတာမင် K2 က အော်စီယိုကယ်ဆင်ကိုလှုပ်ဆော်ပေးပြီးတွေးရင်းတကြားဓာတ်ကိုတက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ဒါအပြင် K2 ရဲ့ထူးခြားတဲ့ကောင်းကျိုးတွေထဲမှာရောင်ရမ်းခြင်းကိုတိုက်ဖျက်ပြီးတယ်။အစီအွေစုစည်းမှုကိုချော့ချပေးတယ်။စွမ်းအင်ထုတ်လုပ်နိုင်စွမ်းကိုတိုးတက်စေတယ်။ Testosterone ဟော်မုန်းကိုတိုးစေပါတယ်။ဗီတာမင် K2 ဟာ အစီမပျော်ဝင်တဲ့ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီအစားအစာတွေကိုကျန်းမာရေးနဲ့ညီညွတ်တဲ့အစီပါဝင်တဲ့အရာတစ်ခုခုနဲ့တွဲဖက်စားသုံးပေးရင်စုပ်ယူမှုပိုကောင်းစေနိုင်ပါတယ်။ဆေးရောင်အရွက်တွေဟာရေဘူးရအားဖြင့်ဗီတာမင် K1 ရဲ့ပုံစံနဲ့အကောင်းဆုံးအရင်းမြစ်တွေဖြစ်ပါတယ်။နတ်တိုးလို အချင်းဖောက်ထားတဲ့အစားအစာတွေနဲ့တရိတ်ဆန်ထွက်ပစ္စည်းအချို့မှာတော့ဗီတာမင် K2 ပုံစံတဲ့ပါဝင်ပါတယ်ဒီပုံစံနှမျိုးစလုံးဟာကြားမရည်တွေအကျိုးရှိပါတယ် နောက်တစ်မျိုးဖြစ်တဲ့ဗီတာမင် K3 ဟာဓာတ်ရုပ်နည်းနဲ့ပေါင်းစပ်ထားတဲ့ပုံစံဖြစ်ပါတယ်။များသောအားဖြင့်တိရစ္ဆာန်အစာဖြစ်အသုံးပြုပါတယ်။အဓိကအားဖြင့်ဗီတာမင် K မှာပုံစံ၃မျိုးသာရှိပါတယ်။အဲ့ဒါတွေကတော့ဗီတာမင် K1, ဗီတာမင် K2, ဗီတာမင် K3 တို့ဖြစ်ကြပါတယ်။ဗီတာမင် K2 ရဲ့ကျန်းမာရေးအကောင်းကျိုးတွေကဘာတွေလဲ။ဗီတာမင် K2 က အယိုးနဲ့နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးအတွက်အဓိကအားဖြင့်အလားအလာအလွန်ကောင်းတဲ့အကျိုးကျေးဇူးတွေကိုပေးစွမ်းနိုင်ပါတယ်အဓိကအားသာချက်တွေကိုဖော်ပြလိုက်ပါတယ်နံပါတ်1အယိုးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်1 1အယိုးတတ်ထုတတ်တိရှောက်မှုအားပေးတယ်ဗီတာမင် K2 ကကယ်လ်ဆီယမ်ကိုခြိနှောင်ပြီးအယိုးထဲကို ရောက်အောင် ကူညီပေးတဲ့အော်စီယိုကယ်လ်ဆင်းလို့ခေါ်တဲ့ protein ဓာတ်ကို လှုပ်ဆော်ပေးပါတယ်ဒါကြောင့်အရိုးတွေဟာပုံမတန်မာလာပြီးပုံမတိတ်ပြီးလာပါတယ်တစ်နှစ်အရိုးကျိုးနိုင်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်လေ့လာချက်များအရဗီတာမင် K2 ကိုလုံလောက်အောင်စားသုံးခြင်းကအရိုးတိတ်ပြီးစားကိုတိုးတက်စေပါတယ်ထို့သဖြင့်သွေးဆုံးပြီးအမျိုးသမီးတွေမှာအရိုးကျိုးနိုင်ခြင်းကိုလျှော့ချနိုင်တာကိုတွေ့ရပါတယ်တစ်သုံးအရိုးတန်မာမှုကိုတိုးတက်စေပါတယ်အယိုးစီဝဖြစ်စဉ်နဲ့အယိုးတိဆောက်ရာမှာ ပါဝင်တဲ့ protein ဓာတ်တွေကိုအကျိုးသက်ရောက်မှုဖြစ်စေပါတယ်ဒီလိုနီးနဲ့ဗီတာမင် K2 ကအရိုးရဲ့အလုံးစုံအင်အားကိုအထောက်အကူပြုပေးပါတယ်နံပါတ်1နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်နှစ်1သွေးလွတ်ကြောတွင်ကယ်ဆီယမ်စုပုံခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင် K2 ကသွေးလွတ်ကြောထဲမှာကယ်ဆီယမ်စုပုံခြင်းကိုဟန်တားပေးတဲ့ matrix GLA protein ကိုလှုပ်ဆော်ပေးပါတယ်။ ဒါကတွေးကြောတွေရဲ့ကျုံနိုင်ဆန့်နိုင်ဇွမ်းကိုထိမ့်သိမ့်ပေးပြီးတွေးကြောတွေတောက်တင်းမာကြောလာနိုင်ခြင်းကိုလျှော့ချပေးပါတယ်။နှစ်နှစ်နှလုံးရောဂါဖြစ်နိုင်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။တွေးလွတ်ကြောတွေထဲမှာကယ်ဆီယမ်အနည်းထိုင်တာကိုကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်ဗီတာမင် K2 ကနှလုံးရောဂါနဲ့နှလုံးတွေးကြောဆိုင်ရာဖြစ်နိုင်ခြင်းတွေကိုလျှော့ချပေးနိုင်ပါတယ်။လေးလာမှုများအရဗီတာမင် K2 စားသုံးမှုနဲ့နှလုံးရောဂါကြောင့်တည်ဆုံးနိုင်ခြင်းဈာမှာ ပြောင်းမြန်ဆက်ဆံမှုရှိကြောင်းတွေ့ရပါတယ်။သဘောကတော့ဗီတာမင် K2 စားသုံးမှုများလီလီနှလုံးရောဂါကြောင့်ပေဆိုးမှုနည်းလီလီဆိုတဲ့သဘောပါပဲ။နှစ်သုံးကျန်းမာတဲ့သွေးကြောတွေကိုအားပေးနိုင်ပါတယ်။ဗီတာမင် K2 ကသွေးကြောတွေရဲ့လက်ရောညီထွေရှိမှုနဲ့သွေးကြောတွေရဲ့ကျန်းမာရေးကိုထိန်းသိမ်းပေးနိုင်ပြီးသွေးလက်ပမှုကောင်းမွန်စေဖို့အထောက်အကူပြုပါတယ်။နံပါတ်3သွားကျန်းမာရေးကိုကောင်းမွန်တိုးတက်စေတယ် ီတာမင် K2 ကသွားတွေမှာရှိတဲ့ osteocalcin ကိုလှုပ်ဆော်ပေးတာကြောင့်သွားတွေကိုကျန်းမာစေပါတယ်။နံပါတ်၄အလားအလာရှိတဲ့ကင်ဆာဆန့်ကျင်ဂုဏ်သတ္တိရှိလေ့လာမှုများအရဗီတာမင် K2 ကအထူးသဖြင့်အသည်းနဲ့စိတ်ကြိတ်ကင်ဆာတွေမှာကင်ဆာဆဲတွေရဲ့လှုပ်ဆောင်မှုကိုနှေးကွေးစေပါတယ်။ဒါမှမဟုတ်ရပ်တန့်စေပါတယ်။ဒါဟာ ကင်ဆာဆန့်ကျင်ဂုဏ်သတ္တိရှိကြောင်းသက်တည်ဖြစ်ပါတယ်။ဆက်လက်သုတေသနာပြုရန်လိုအပ်ကြောင်းကိုတော့ပညာရှင်တွေကအတည်ပြုထားပါတယ်။နံပါတ်5အုံနောက်ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေတယ်။ဗီတာမင် K2 ကအုံနောက်ဆဲအမေးပါရဲ့အရေးပါတဲ့အစိပ်ပိုင်းဖြစ်တဲ့ Spingo Lipid တွေရဲ့ဓာတုပေါင်းစပ်မှုမှာပါဝင်နေပါတယ်။ဒါဟာအုံနောက်ဆဲတွေရဲ့ရှင်သန်မှုနဲ့လှုပ်ဆောင်မှုမှာအရေးပါတဲ့အခမ်းကဏ္ဍ တစ်ခုအနေနဲ့ပါဝင်ခဲ့ပါတယ်။နံပါတ်6တွေးတွင်းကြားတက်ကိုထိညှိပေးနိုင်ပါတယ်။ဗီတာမင် K2 ကတွေးတွင်းကြားတက်အပေါ်တရမှုရှိတဲ့ osteocalcin ကိုလှုပ်ဆော်ပေးပါတယ်။ဒါကြောင့် insulin တုတ်ပြန်မှုအားကောင်းစေတယ်။ insulin ကို ကိုယ်ခန္ဓာကပိုမိုထိထိရောက်ရောက်အသုံးပြုနိုင်စေတယ်။ဗီတာမင် K2 ပါဝင်တဲ့အစားအစာတွေကဘာတွေလဲ။ ဗီတာမင် K2 ပါဝင်တဲ့အစားအစာတွေကိုအဓိကနှစ်မျိုး ခွဲခြားထားနိုင်ပါတယ်။တစ်မျိုးကအချင်ဖောက်ထားတဲ့အစားအစာဖြစ်ပြီးနောက်တစ်မျိုးကတရိတ်ဆန်ထွက်ကုန်ကရတဲ့အစားအစာတွေဖြစ်ပါတယ်။အချင်ဖောက်ထားတဲ့အစားအစာတွေနံပါတ်1 netto ပေပီဇာကိုအချင်ဖောက်ပြီးလုပ်ထားတဲ့ဂျပန်ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ဗီတာမင် K2 ရဲ့အတိတာဆုံးနဲ့အများဆုံးသိရှိထားတဲ့ရင်းမြစ်တစ်ခုဖြစ်ပါတယ်။နံပါတ်2 sauerkraut အချင်းဖောက်ထားတဲ့ကော်ပီတို့ဟာဗီတာမင် K2 ရဲ့ကောင်းမွန်တဲ့အပင်ကရတဲ့အခြေခံရင်းမြစ်တစ်ခုဖြစ်ပါတယ်။နံပါတ်3ကန်ချီကန်ချီဟာကိုရီးယားရဲ့လူကြိုက်များတဲ့အစားအစာတစ်ခုဖြစ်တဲ့နောက်ထပ်အချင်းဖောက်ထားတဲ့ကော်ပီတို့ခင်းလျာတစ်မျိုးဖြစ်ပြီးဗီတာမင် K2 ပါဝင်ပါတယ်။နံပါတ်4အချင်းဖောက်ထားတဲ့နှုတ်ထွက်ပစ္စည်းများဂူတာ cheese brie cheese blue cheese အချို့လိုမျိုးတက်တန်းရင်ဒါမှမဟုတ်အချင်းဖောက်ထားတဲ့ cheese တွေမှာ ီတာမင် K2 ပမာဏများစွာ ပါဝင်ပါတယ်ပီဖာလို့ခေါ်တဲ့အချင်းဖောက်ထားတဲ့နို့ပါဝင်တဲ့အချိုရည်မှာလည်းဗီတာမင် K2 အနည်းငယ်ပါဝင်ပါတယ်နံပါတ်1ရိတ်ဆန်အတွက်ပစ္စည်းများနှစ်တအတွင်းကလီစာတွေအထူးသဖြင့်အသေးအမဲအသေးနဲ့ကြက်အသေးတွေမှာဗီတာမင် K2 များစွာပါဝင်ကြပါတယ်နှစ်နှစ်အစီများတဲ့နို့ထွက်ပစ္စည်းထောပါနဲ့အခဲချိဆွေဟာ ကောင်းမွန်တဲ့ရင်းမြစ်တွေဖြစ်ပါတယ်ဗီတာမင် K2 ပါဝင်မှုဟာတိရစ္ဆာန်ရဲ့အစာအပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်မျက်စားတဲ့တိရစ္ဆာန်တွေမှာဗီတာမင် K2 ပိုများများပါဝင်လိရှိပါတယ်နှစ်သုံးကြဲဥအနှစ်ကြဲဥအနှစ်ဟာကောင်းမွန်တဲ့ရင်းမြစ်တစ်ခုဖြစ်ပြီးဗီတာမင် K2 ပါဝင်မှုဟာကြက်မရဲ့အစာစာအပေါ်မှာလည်းမူတည်ပါတယ်လွှတ်ကြောင်းထားတဲ့ကြဲဥတွေမှာဗီတာမင် K2 ပါဝင်မှုပိုများတာကိုတွေ့ရပါတယ်နှစ်လေးအစီများတဲ့အသားများ တွင်းကလီစာတွေလောက်မများပေမဲ့အမဲသားနဲ့အခြားအသားတွေရဲ့အဆီများတဲ့အပိုင်းတွေမှာဗီတာမင် K2 ပါဝင်ပါတယ်။တင့်ကကြက်သားအထူးသဖြင့်ကြက်မဲရဲ့အသားအဲ့ဒီကြက်မဲရဲ့အသားတွေမှာအခြားကြက်ငဲ့တွေရဲ့အသားတွေထက်ဗီတာမင် K2 ပိုများများပါဝင်ပါတယ်။အရေးကြီးပြီးထက်သွင်းစဉ်းစားရမယ့်ချက်များကတော့နံပါတ်1က KM ပုံစံများဗီတာမင် K2 မှာ မီနာကွီနုံး MKS လို့ခေါ်တဲ့ပုံစံအမျိုးမျိုးရှိပါတယ်။နှက်တိုးမှာအများပြားတွေ့ရတဲ့ MK7 ဟာတရိတ်ဆန်တွေ PC တွေမှာ တွေ့ရတဲ့ MK4 ထက်ခန္ဓာကိုယ်ထဲမှာတက်တန်းပိုရှိပါတယ်။နံပါတ်2တရိတ်ဆန်ရဲ့အစားအစာတရိတ်ဆန်ထွက် PC တွေအတွက်မျက်ခင်းထဲမှာလွတ်ကြောင်းထားတဲ့ဒါမှမဟုတ်မျက်စားတဲ့တရိတ်ဆန်တွေမှာဗီတာမင် K2 ပါဝင်မှုပိုများနိုင်ပါတယ်။ဒါကြောင့်ဆိုတော့သူတို့ဟာအပင်တွေကနေဗီတာမင် K1 ကိုစားသုံးပြီး အဲ့ဒါကိုဗီတာမင် K2 အဖြစ်ပြောင်းလဲနိုင်လို့ပါပဲ။၃။ဥအတွင်းရှိဘက်တီးရီးယားတင်းရဲ့ဥအတွင်းမှာရှိတဲ့ဘက်တီးရီးယားတွေကလည်းဗီတာမင် K2 အနည်းငယ်ကို ထုတ်လုပ်နိုင်ပေမဲ့အဲ့ဒီပမာဏဟာတင်းရဲ့နေ့စဉ်လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့လုံလောက်လိမ့်မရှိပါဘူး။အဲ့ဒီအစားအစာတွေကိုအမျိုးမျိုးစားသုံးခြင်းဖြင့်ဗီတာမင် K2 ကိုလုံလောက်စွာရရှိစေနိုင်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဗီတာမင် K2 ရဲ့ကျန်းမာရေးကောင်းကျိုးတွေကိုလည်းရရှိခံစားနိုင်ပါတယ်။ အစာဆုံးကြည့်ရှုအားပေးပြီးတော့ကျေးဇူးတင်ပါတယ်။နောက်ထောင်တော်လောလောဆယ်ကြည့်နိုင်ဖို့အတွက် subscribe ကိုတင်ပြီးနေပြီးသားပါပါလို့တရားရက်ခံပါရယ်။ like နဲ့ share လို့လည်းနှိပ်ပေးသေးတင်ပါရယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါရယ်။အားလုံးကိုကျေးဇူးတင်ပါရယ်။ Have a nice day